ဘေကျင်းနိုင်ငံပါမီဒီယာရဲ့အဆိုအရတရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ဟာဖိလပိုင်နိုင်ငံရဲ့အကြီးကစစ်စခန်းတစ်ခုအနီးအငင်းပွားပွဲတန်နာကြောက်တန်းတစ်ခုကိုတင်ပိုက်လိုက်တယ်လို့ဆိုပါတယ်။ဒီပြည့်ရက်ကြောင့်မနီလာနဲ့ကာလာကြာရှိပိုင်နက်နယ်မြေတင်းမာမှုမှာနောက်တစ်ခုထပ်တိုးလာခဲ့ပါတယ်။တောင်တရုတ်ပင်လယ်အတွင်းနယ်မြေအလုံးနီးပါးကိုသူတို့ချုပ်ချာအနာပိုင်ဆိုင်တယ်လို့ဘေကျင်းကပြောဆိုထားပါတယ်။ဒေသရင်းတခြားနိုင်ငံတွေရဲ့ညင်းဆိုပြောကြားချက်တွေနဲ့ နိုင်ငံတကာကုံယုံဆုံးဖြတ်ချက်တွေဖြစ်တဲ့ဘေကျင်းရဲ့ပိုင်ဆိုင်ကြောင်ပြောဆိုရက်တီချက်ကဘယ်ဥပဒေအခြေခံမှမရှိဆိုတာကိုလည်းဂယုမဆိုင်ပယ်ချထားပါတယ်။အငင်းပွားရေပြင်အတွက်မှာတရုတ်နဲ့ဖိလစ်ပိုင်တို့လာဘာများစွာပြိပခါဖြစ်ပွားခဲ့ကြပါတယ်။မနီလာကလောလောဆယ်မှာအမေရိကန်နိုင်ငံနဲ့ပူးတွဲစည်ရေးလေ့ကျင့်မှုတွေအကြီးအကျယ်လုပ်နေပြီးဘေကျင်းကတော့ဂျာဟာဒေတာတွေမတိမငြိမ်ဖြစ်အောင်လုပ်တာလို့ပြောဆိုထားပါတယ်။ တရုတ်ကန်ကြည့်ဆောင်တပ်ဖွဲ့ကစန်တီကေလို့တည်ကြတဲ့ထီရရှန်တနာကြောက်တန်းကိုရေချောင်းထင်ချုံမှုပြုလုပ်လိုက်ပြီလို့နိုင်ငံပိုင်တရုတ်အတံလွင်ဌာန CCTV ကစနေနေ့မှာထုတ်လွှင့်သွားပါတယ်။ဒီတင်ခဲ့တဲ့တောင်ကုန်းက Spreadley ကျွန်းစုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးတီတူးကျွန်းနီးမှာရှိကပါကာစာကျွန်းလို့ခေါ်ပြီးတော့ဖလပိုင်စစ်စခန်းတည်ရှိတဲ့နေရာလေးဖြစ်ပါတယ်။ကန်ချေဆောင်တပ်ဖွဲ့ကတနာကြောက်တန်းအပေါ်အချုပ်ချာအာနာနဲ့စီရင်ပိုင်ခွင့်ကိုကျင့်သုံးမှုအတွက်စန်ဒီကေကျွန်းပေါ်ကိုဆင်းသက်ခဲ့တယ်လို့ CCTV ကကြေညာသွားပါတယ်။ ဖလပိုင်ဘက်ကတရားမဝင်လုပ်ရက်တွေနဲ့ဆက်လင်းတဲ့ထောက်ထားတွေကိုဗီဒီယိုရိုက်ကူးခဲ့ကြောင်းနဲ့စစ်စေးလုပ်ငန်းတွေကိုဆောင်ရွက်ခဲ့ကြောင်းသတင်းမှာဖော်ပြထားပါတယ်။အနေရဝေဆောင်ဝေစစ်သားတွေလူနေထိုင်ခြင်းမရှိတဲ့တနာကြောက်တမ်းပေါ်မှာရပ်နေတဲ့ပုံနဲ့အနည်းကရေပြင်မှာလည်းအနက်ရောင်လေးမှုတ်သွင်းလှိငဲတစီရေထဲမှာမြုပ်ချီပေါ်ချီဖြစ်နေတဲ့ဓာတ်ပုံကိုအတန်လွင့်ဌာနကထုတ်လွှင့်သွားခဲ့ပါတယ်။ ။နောက်တစ်ပုံမှာတော့ကန်းချေဆောင်တပ်ဖွဲ့ဝင်၄ဦး၊တနာကြောက်တန်းရဲ့အဖြူရောင်မျက်နှာပြင်ပေါ်မှာနိုင်ငံတော်အလံနဲ့အတူရပ်နေပြီးဒါကို CCTV ကအချုပ်ချအာဏာအတွက်ဂတိကိုပြုခြင်းလို့ဖော်ပြသွားပါတယ်။ကန်ချေချောက်တပ်ဖွဲ့တွေကတနာချောက်တပ်မှမှကြံရစ်ခဲ့တဲ့ plastic ဗူးတွေတစ်သားထုတ်ချောင်းတွေတခြားအပျက်စီတွေနဲ့အမိုက်တွေကိုရှင်းလင်းခဲ့တယ်လို့နိုင်ငံပိုင်အသံလွှင့်ဌာနတွေကထုတ်လွှင့်သွားပါတယ်။ တရုတ်ကမ်းခြေဆောင်တပ်ဖွဲ့ကအတန်းလွှင့်ပြီးပြန်လည်ထွက်ခွာသွားတယ်လို့အမည်မဖော်ပြထားတဲ့ဖိလစ်ပိုင်ရေချောင်းအရာရှိတွေကပြောကြောင်း Financial Times သတင်းစာကြေကရေးသားထားပါတယ်ရှင်။လောကမီဒီယာကဆက်လက်ရည်မှန်းဖို့ပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။